ျွန်တော်ရဲ့အရှိမမြင်တွေ့နေရတာကတော့ဒါကတော့အိမ်အဟောင်းကြီးမဟုတ်ပါဘူးဖုံးကြောင်အဟောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီဖုံးကြောင်အဟောင်းကြီးရဲ့အရှင်တွေတချို့တဝက်ကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲညာဘက်ရိုက်ကူးခွင့်ရမလားဆိုပြီးတော့ဒီဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုစုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ဒီရက်ွက်လူကြီးက ခွင့်မပြုဘူးတဲ့တတို့တချို့ရိုက်ဖို့လဲလာကြတယ်ပေါ့နော်ထိုင်းနေတယ်ရိုက်ခွင့်မပေးဘူးဆိုပြီးတော့ဒါပြန်ပြန်သွားကြတယ်ပေါ့နော်နေကင်းပိုင်းကတော့ဘလူးမဆိုရိုက်ကူးလို့ရတယ်ဆိုပြီးတော့ပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်လည်းနေကင်းပိုင်းအဲဝင်ရောက်ပြီးရိုက်ကူးတယ်ပေါ့နော်ပထမတော့ကျွန်တော်ညာဘက်ရိုက်ကူးခွင့်ရမယ်ကျွန်တော်ထင်တာပေါ့နော်အဲမရခဲ့ပါဘူးအာရှင်းမမြင်တွေ့နေရတာကတော့ဖုံးကြောင်းနှစ်ကြောင်းကိုဆက်ထားတာပေါ့နော်ဆောက်ထားတာတော်တော်လေးကိုမှလက်ရံမြောက်တယ်လို့ပြောရမယ်ဗျ။တစ်သားတွေနဲ့ပဲဦးစားပေးပြီးတော့ဆောက်ထားတာပေါ့နော်။ အဲတကြောင်နဲ့တကြောင်ပေါ့နော်တဆောင်နဲ့တဆောင်ကိုဒီလိုဓာတ်ချောက်ကိုပြင်ခင်းပြီးတော့ဆက်ထားတာကိုလည်းမြင်တွေ့ရတယ်ပေါ့နော်အဲပက်ပက်လယ်မှာကတော့ခြုံတွေအုပ်ဆိုင်နေပါပြီအုပ်တိုင်းနေတယ်ရှိနေတယ်ပေါ့နော်ကျွန်တော်ခမန်းရတလောက်ဆိုလို့ရှိရင်ဒီဘုံကြီးကျောင်းရဲ့တန်းက90 80ဝန်းကျင်လောက်ရှိနေပြီလို့တော့ခမန်းလို့ရတယ်ဗျဆောက်လောက်ထားတဲ့ပုံစံကြည့်ရတာပေါ့နော်လယ်ရန်လေးလေးကိုလည်းကျွန်တော်သဘောကျတယ်တစ်သားကနုတ်ပန်းလေးတွေပေါ်ထားတာပေါ့နော်အတော်လေးကိုမှလက်ရမြောက်ပါတယ် အဲဒီနေရာမှာ ဆိုလို့ရှိရင်အပေါ်ကမိုးယိုထားတဲ့ကြောင်မလို့ပေါ့နော်အဆိုတက်တွေနဲ့ဆွေးပြီးတော့လယန်းတွေတချို့တော့လည်းပြုတ်ကျနေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်ကဲမြင်တွေ့ရတဲ့တိုင်ပဲပေါ့နော်အမှတောက်လျှောက်ပြင်ခင်းပြီးတော့တဆောင်နဲ့တဆောင်ကိုတောက်လျှောက်ဆက်ထားတာပေါ့နော်အကျဲကြီးပဲဖုံးကြောင်ကြီးอ่ะအဆောင်အဆောင်တွေကလည်းအများကြီးကိုတောက်လျှောက်ကိုပေါ့နော်အဲ့လိုတဆောင်နဲ့တဆောင်ကြားမှာပြင်နေနဲ့ဆက်ပြီးတော့တောက်လျှောက်ခင်းထားတာအဲထူးတော့ထူးထူးဆက်ဆက်လေးပေါ့နော်စောက်ထားတာလေးอ่ะအောက်မှာလည်း နေလို့ရသေးတယ်ဗျတစ်ထက်ရှိသေးတယ်ဆောက်ထားတာတော်တော်လက်ရံမြောက်တယ်ပေါ့နော်ဒီအចောင်းပေါ်ကိုတက်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးတော့အရေးဆုံးပြီးတော့တက်ရမယ်မြင်တွေ့တဲ့အတိုင်းပဲပေါ့နော်လက်ရံနေမှာဆိုရင်လည်းအပေါ်ကမိုးရင်ကြပြီးတော့စွေးမြေ့နေပြီပေါ့နော်ကြမ်းနေဆိုရင်လည်းရဲဝင်နေလို့မရတော့ဘူးဗျစိုးနေလောက်ပြီးတော့ကျွန်တော်ထင်တယ်လေလက်ကလေးတွေကိုကြည့်ရုံနဲ့တင်သိရပေါ့နော်အပေါ်တက်ဖို့ကတော်လေးကိုမှခက်ခဲရင်ရင်ဖြစ်နေတယ်ဗျ ကျောင်းထဲကိုဝင်မယ်ဆိုရင်လည်းအော်ဒိုင်းကိုခွာကျော်ပြီးမှဝင်လို့ရမယ်ပေါ့နော်ကျွန်တော်ကျောင်းထဲတော့ဝင်ရောက်ပြီးတော့မရိုက်ကူးတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်နေတဲ့ကျွန်တော်ရဲ့ရက်ွက်လည်းမဟုတ်ဘူးတခြားတနေရာကိုကျွန်တော်လာရောက်ပြီးတော့လေ့လာရတဲ့ဖြစ်တဲ့အခါကျတော့အထိုင်းလူမျိုးတွေမဟုတ်တဲ့အခါနည်းနည်းလေးမရဲတဲ့အပိုင်းတွေတည်းရှိရပေါ့နော်။နားလည်ပေးပါ။တချို့အရာတွေကြတော့ကိုယ်နိုင်ငံကိုယ်လူမျိုးမဟုတ်တဲ့အခါကျတော့ကိုယ်စိတ်တိုင်းကြလုံးလုံးမရတဲ့အပိုင်းတွေတည်းရှိရပေါ့နော်။တချို့နေရာတွေဆိုရင်လည်းအဲကိုယ်တွေအနေထားနဲ့သွားလို့မရတဲ့အပိုင်းတွေတည်းရှိတယ်ဗျ။ အကြောင်းမလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းနားလည်ပေးပါတနင်္သာရတော့ကျွန်တော်လက်လမ်းမိတလောက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအသေးစိတ်ဖြောင်းတော့ကျွန်တော်ရိုက်ကူးပေးပါတယ်ခင်ဗျာဒီအကြောင်းကြီးတည်ရှိတဲ့နေရာ location ကိုလည်းအခုကြည့်နေတဲ့ view ရဲ့ comment အောက်မှာကျွန်တော် location link လေးချပေးထားပါတယ်ဗောနော်ကျွန်တော်ရဲ့ညီကိုမောင်မားလေးစိတ်ဝင်စားတယ်တွားရောက်ရိုက်ကူးခြင်းနေဆိုလို့ရှင်တော့ရိုက်ကူးလို့ရပါတယ်ဒါပေမဲ့ညာဘက်တော့ရိုက်ကူးခွင့်မပေးဘူးလို့သိရပါတယ်ပထမတော့ညာဘက်ရိုက်ကူးခွင့်ရမယ်လို့ကျွန်တော်လည်းမျှော်လင့်ခဲ့တာဗောနော်ဒါကြောင့်မလို့ကျွန်တော်ညာဘက်ရိုက်ကူးမယ်ဆိုပြီးတော့အားခဲထားတာဒါပေမဲ့လည်း အဲဒီဒေသခံတွေကရိုက်ကူးခွင့်မပေးပါဘူးတဲ့ကျွန်တော်လိုမျိုးပဲပေါ့နော်ဒီထိုင်းနေတဲ့ညာဘက်ရိုက်ကူးတဲ့သူတွေလာရောက်ရိုက်ကူးတာမျိုးတွေရှိတယ်ဒီရက်ွက်ရွာလူကြီးကနေပြီးတော့မောင်းထုတ်တာမျိုးတွေလည်းကြုံရတယ်ဆိုပြီးတော့လည်းပြောလာတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်လည်းညာဘက်လာရောက်ပြီးတော့မရိုက်ကူးရဲပါဘူး ီလန်းလေးကနေပြီးတော့ကျွန်တော်တို့ဒီဖုံးကြောင်းအရှိကိုပတ်ပြီးတော့မိသူကျိုဆက်အဟောင်းရှိတဲ့နေရာကိုတစ်ချက်တော့ကျွန်တော်တို့သွားရောက်ပြီးတော့ကြည့်အောင်ပေါ့နော်မြင်တွေ့တဲ့အတိုင်းပဲပေါ့နော်တော်ကြီးထဲမှာဖုံးကြောင်းကရောက်နေပြီခြုံလေးအုပ်ပြီးတော့တကယ်ကိုမှနှမျောစရာကြီးပေါ့နော်ကြည့်လိုက်တာနဲ့တင်လုံးဝငင်းပိုင်းအခြေအနေတော့မှစစ်သိမ်းထားစရာကြီးပေါ့နော်ညာဘက်တာမှာကျွန်တော်ရိုက်လိုက်မယ်ဆိုလို့ရှင်တော့လုံးဝရှယ်ပဲပေါ့နော် ဒီပတ်ဝန်းကျင်မှာရှိတဲ့မကြွမလွတ်ဖြစ်နေတဲ့နန္ဒာဘွားဝန်းကျင်လောကသားတွေကိုအထွေထူးဖိတ်ခေါ်နေကြလောင်းလို့မထင်ဘူးဗျကျွန်တော်ထင်တော့ဒီကြောင်းရင်းထဲမှာမကြွမလွတ်ဖြစ်တဲ့ပုံကိုယ်ကြီးရှိမယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော်ကဲကျွန်တော်တို့ဒီကြောင်းရဲ့အရှိတ်ဘက်ကိုပတ်ပြီးတော့ချက်တော့ဝါကြည့်အောင်ပေါ့နော်ဒီနောက်ကတော့ဝင်လို့မရဘူးနောက်ဘက်ကဝင်လို့မရဘူးအဲအုတ်ဒရိုင်းနေခံထားတယ်အခုဒီမြင်တွေ့နေရတဲ့ကြောင်းရဲ့ဟိုဘက်ဂျားမာလည်းအုတ်ဒရိုင်းတစ်ခုရှိသေးတယ်ဒါကြောင့်မလို့ဒီရပြီးတော့ဖြတ်ပြီးတော့ဒီကြောင်းအောက်ကပြီးတော့သွားမယ်ဆိုရင်လည်းအဆင်မပြေဘူးပေါ့နော် ကြောင်းကြီးစောက်ထားတဲ့ပုံစံတော့လုံးဝမိုက်ရေပေါ့နော်စုစုပေါင်းကြောင်းက၄ဆောင်ဗျာဒီမှာတဒန်း၂ဆောင်ပေါ့နော်ဟိုဘက်တဒန်း၂ဆောင်အဲ့၂ဆောင်၂ဆောင်တွဲတွေကိုတောက်လျှောက်တို့ကပြင်ခင်းပြီးတော့ဆက်ထားတာအခုကျွန်တော်ဖုံးကြောင်းအရှိမရှိတဲ့မိတကြိုဆက်စီးတဲ့နေရာကိုကျွန်တော်သွားမှဖြစ်တယ်ပေါ့နော်ခြုံတိုးပြီးတော့လည်းသွားလို့ရတယ်ခြုံတိုးအောင်မဆိုအသိအစင်မပြေဘူးအောက်တိုင်းကြီးကလည်းခံနေသေးတဲ့ဆိုတဲ့ခါကျတော့ခက်ခဲတယ်ပေါ့နော်ဒီဘက်ကပတ်ပြီးတော့သွားမယ် လုံးဝကိုခြုံထဲကိုရောက်နေပြီဗောနော်ဖုံးကြောင်နေရနှမျောစရာကြီးကျွန်တော်ရဲ့ညီကိုမောင်နှမလေးရဲ့ပတ်ဝန်းကျင်ညီနာမလေးစိတ်ဝင်စားစရာကောင်းမဲ့အိမ်နေဖုံးကြောင်အဟောင်းနေဗောနော်အစုပ်တွေရှိလို့ရှိရင်ကျွန်တော်ပြောပါကျွန်တော်လာရောက်ပြီးတော့ရိုက်ကူးမယ်ပေါ့နော်ညာဘက်ရိုက်ကူးလို့ရရင်လည်းညာဘက်ရိုက်မယ်နေ့ဘက်ရိုက်ကူးလို့ရတယ်ဆိုရင်လည်းကျွန်တော်နေ့ဘက်လာရောက်ပြီးတော့ရိုက်ကူးပါမယ်ခင်ဗျာခြုံတိုးရင်ပြူရင်နဲ့ဟိုမှာကားတစ်စီးတွေ့တယ်ဗျကားကတော့အစုပ်ကြီး မဲမကားစုံကြီးတစ်စီးကစီနေတယ်ဗောနော်အရင်ဒီဖုန်းကြောင့်မှာသတင်းသုံးသွားတယ်ဆရာတော်ဖျားတွေအသုံးပြုခဲ့တယ်ကာလာမသိဘူးဝက်မှာကတော့ကုနီဗောနော်အိမ်သားဆောင်လေးဒီမှာကားကြီးကားစုံကြီးအဲ25လေးတယ်ဗျကားနံပါတ်က25လေးတယ်ချဲနှန်းထိုးကြဖြုတ်ပြက်ပြီးတော့တန်ရင်ကြိုဆက်ပို့ပြီးတော့ရောင်းမယ်ဆိုရင်တော့မှပဲအများကြီးရမယ်ဗျကျကား တန်တယ်တွေဖြုတ်ပြီးတော့တဲဝိုင်းကောင်းမှထင်တယ်ကျက်ကောင်းတယ်เนาะဒီပတ်ဝန်းကျင်မှာဒီလိုမျိုးတူဒီမုတ်စာလိုက်ပြီးတော့ယူတဲ့သူတွေမရှိတာတူဒီမုတ်စာတွေလိုက်ယူပြီးတော့ဖြုတ်ရောင်းတဲ့သူတွေဒါရှိလို့ချင်းဟာဒီကဘီးရလာမတွေ့မှာမဟုတ်တော့ဘူးကျက်အဲမှာဖြုတ်ရောင်းလို့ရတဲ့ပစ္စည်းတွေအများကြီးရှိသေးတယ်ပြန်လို့ချင်းဒီကဖြုတ်ယူပါဟိုးအရှင်မအိမ်သာခန်းနေရောပြီးတော့ ိမ်တိမ်နဲ့ရှိတယ်ဗျဟိုဘက်ဘေးမှာအိမ်တိမ်ဖုံเจ้าနယ်မြေထဲမှာကတော့အိမ်တော့မဖြစ်နိုင်လောက်ဘူးပေါ့နော်အရင်ဖုံကြီးနေသတင်းသုံးတဲ့နေရာလားမသိဘူးအခုအရှိမမြင်တွေ့နေရတာကတော့ဒါကုလီပေါ့နော်ကဲအချက်တော့တွားပြီးတော့ဆက်စုကြည့်ရကူရီခန်းนี่အများကြီးပဲအဲ လူစကားနဲ့ပြောမယ်ဆိုရင်အိမ်သာတွေပေါ့နော်အများကြီးပဲအများကြီးပဲဘလို့ဖြစ်ဖြစ်ကျွန်တော်ညာဘက်မြေရိုက်ခွင့်ရမယ်ဆိုရင်တိတ်ပြီးတော့ပျော်ဖို့ကောင်းမှာနော်ဟိုးဘက်မှာကအိမ်တလုံးအိမ်နဲ့တူတော့အိမ်တို့လာကျွန်တော်ပါဇက်ကပြောနေတာပေါ့နော်အမှန်ကန်တော့ဖုန်းเจ้าနယ်မြေထဲမှာဆိုတော့အရင်ဖုန်းရည်သင်းတုံးရတဲ့เจ้าဆောင်လို့ပဲထင်မိပါတယ် မှာလည်းအခန်းကောင်းနေပြီပဲနော်အိုးမှာတွေ့တာအိမ်နဲ့တူတော့လေအိမ်ပေါ့ဗျာကျန်ညာဘက်တားလာရိုက်လိုက်မယ်ဆိုလို့ရှင်ဆယ်ပဲနော်ဒီမှာလည်းဝေယုံအောက်မှာအိမ်တစ်လုံး

တို့ဒီတွဲလောင်းနေကြတယ်။ညာဘက်မြန်ရိုက်လိုက်လို့ရှိရင်တော့ share ပဲဗျာ။ခုချိန်ထိကျွန်တော်ဖုန်းကြောင်းအရှိဘက်ဘက်အချမ်းအောင်သွားတာမရောက်သေးဘူး။ခြုံတွေတိုးနေနဲ့မစိတ်ဝင်စားစရာတွေတွေ့လို့ဝင်ပြီးတော့ဆက်စုလာပါတော့။ဖုန်းကြောင်းအဟောင်းရှိရင်တော့တင်းကြိုဆက်အဟောင်းလည်းရှိမှာပဲဗောနော်။သွားကျင်တာအဲ့နေရ။သွားရင်သွားရင်နဲ့ဒီမှာစိတ်ဝင်စားစရာအစာအုပ်တွေတွေ့လို့ဝင်ပြီးတော့ဆက်စုနေတာ။ဒီဘက်တစ်ချမ်းလေးကပြူတောင်ကျနေပြီ။ trong giao quay thì tha Mm-hmm. ထဲကိုရောက်ပါပြီတော့အထဲမှာလည်းအခန်းကြီးအများကြီးပဲဗျအခန်းကြီးထဲမှာတော့မောင်ပိတ်နေတာပဲဗျအဲတော်သေးတယ်ကျွန်တော်မှဓမီးပါလာလို့ဒီမှာဖုန်းနေနေသွားတာမဟုတ်ဘူးဗျ ျွန်တော်ပထမတော့ဖုန်းကြောင်းဝင်းထဲမှာရှိတော့ဖုန်းကြီးတွေသတင်းသုံးတဲ့အဆောင်တို့ထင်တာမဟုတ်ဘူးမျက်နှာကြက်ကိုလည်းထရံနဲ့လှုပ်ထားတယ်ဒီအောက်မှာဖျားပေါ်မှာအဝတ်စားတွေကိုတွေ့ရတယ်အမျိုးသားအဝတ်စားတွေရောအမျိုးသမီးအဝတ်စားတွေရောတွေ့ရတယ်ပေါ့နော်အဲဒီဘက်မှာလည်းစက်ကူဘုံတွေထဲမှာထည့်ထားတာအဝတ်အစားတွေဗျအမှန်ကန်ဒီမှာဖုန်းကြီးတွေသတင်းသုံးလာတဲ့ကျောင်းဆောင်တို့ဟာဆိုလို့ရှိရင်ဖုန်းကြီးတင်ကန်းတွေတွေ့ရမှာပေါ့နော်အမှန်တော့ဖုန်းကြီးတင်ကန်းတွေမရှိဘဲနဲ့ဒီမှာက ဒူဝစ်စားတွေကိုတွေ့ရတယ်ဗောနော်စကူပုံးကြီးထဲမှာထည့်ထားတာဖုံးเจ้าလာတဲ့တကာတကာမတွေနေတဲ့အဆောင်လားတော့မသိဘူးဗောနော်ကျော်လည်းမပြောတတ်တော့ဘူးဒီမှာမှန်တစ်ချက်ကတော့လုံးဝအကောင်းကြီးရှိသေးတယ်မှန်တကာတင်းကြိုဆက်ရှိတာကတော့ဟိုးရှေ့ဘက်မှာဗောနော်ကျွန်တော်ကဒီတင်းကြိုဆက်နေရာလာရင်းနဲ့ဒီမှာစိတ်ဝင်စားစရာတွေ့လို့ဝင်ရောက်ပြီးတော့ဆက်စုနေတယ်ကဲကျွန်တော်ပြန်ထွက်ပြီးတော့ဖုံးเจ้าအရှိမျက်နှာတာပတ် ခြံကိုသွားမယ်ပေါ့နော်โอ้มาโอ้มาอาชิมาเมียนจุนี่อ่ะนะก็ ဗီတချိုဆက်အဟောင်းကြီးပဲဖြစ်ပါတယ်။ကဲ။သွားဆက်စုရမယ်။ဖုန်းကြောင်းဝင်ထဲမှာဖြစ်တဲ့ခါကျတော့တပင်းနေရတဲ့အကြီးကြီးတွေပဲနော်။တပင်းကြီးနေလာမှလာ အဲမြင်တွေ့နေရတာကတော့ဒါကတော့ရင်ကဖုံးချောင်းကမိတကြိုဆက်ပေါ့နော်ဒီရွာကသူတွေတည်ဆုံတဲ့အခါကျရင်ရင်ကဒီချောင်းမှာပဲလာရောက်ပြီးတော့မိတကြိုချလာပဲဖြစ်ပါတယ်အခုဆိုရင်မိတကြိုဆက်လဲတော်လေးကိုမှဟောင်းနေပြီပေါ့နော်တကယ်ဗျာညပြန်ပြန်လာရိုက်လို့လို့ရှိရင်တော့လုံးဝ amazing ပဲနော်ကျွန်တော်နေတဲ့ကျွန်တော် ရက်ကွက်ကျွန်တော်ရွာဆိုလို့ရှိရင်ထိုင်းမှာပဲဖြစ်ဖြစ်ဘာမှကိစ္စမရှိဘူးပေါ့နော် အခုကကျွန်တော်နေတဲ့နေရာတွေကကားမောင်းပြီးလာတော့တနာကြီးခွဲလောက်လာတဲ့အခါကျတော့ကျွန်တော်နေရာကျွန်တော်ဒေသမဟုတ်တဲ့အခါကျတော့လေညာဘက်ရိုက်ကူးဖို့အတွက်ကလွယ်လွယ်ကူကူနဲ့အဆင်ပြေဘူးပေါ့နော်ဒါကတော့ပြာထုတ်တဲ့နေရာမိချိုပြီးသားအယိုးပြတွေထုတ်တဲ့နေရာမှာပြာပုံကြီးတော့ရှိနေတော့မယ်ပြာချင်းတချို့အောက်လန်းဆရာတွေကဒီပြာတွေယူပြီးတော့ကိုကြည့်မရတဲ့အိမ်ချမ်းဝင်းတွေကိုပစ်ထားတာမျိုးတွေလောက်ကြရပေါ့နော် တင်းကြိုဆက်ပက်ပက်လဲမှာကကွန်ကရစ်ခင်းထားတဲ့ခါကြတော့မျက်တည်မပေါဘူးကွာပြောင်းနေရောညာဘက်လာရိုက်လို့ရှိရင်ဒီတင်းကြိုဆက်အဟောင်းနဲ့တင်တော်တော်လေးကိုမှကြက်သိမ်းထားစရာဖြစ်နေဒါကအရင်အဟောင်းကြီးဗျစောစောဟာကဒီဟာကိုဖျက်ပြီးကမှပြန်ဆောက်ထားတယ်လို့ထင်မိတယ်ဗျဟိုမှာကြည့်နော်ဒီဟာလည်းတင်းကြိုဆက်အဟောင်းကြီးဒီနေရာကိုဖျက်ပြီးကမှစောစောဟိုဘက်ကအဆောင်ကိုထပ်ဆောက်တာထင်တယ် တိတော့သိကျင်တယ်ဗျာကျွန်တော်လည်းလလန်းမမီဘူးပေါ့နော်ဒီအကြောင်းမှာဘာကြောင့်ဖုန်းကြီးသတင်းမသုံးတော့လဲဆိုတော့အကြောင်းရင်းကိုမေးဖို့ပါပြန်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရိုက်ကူးတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအကြောင်းကိုလည်းကျွန်တော်ညာဘက်ရိုက်ကူးခွင့်ရအောင်လို့တစ်ဖက်တစ်လမ်းကနေပြီးတော့ထပ်မံပြီးတော့စူးစမ်းလေ့လာကြည့်ပေးမယ်ပေါ့နော်တကယ်လို့ညာဘက်ရိုက်ကူးခွင့်ရခဲ့လို့ရှိရင်လည်းကျွန်တော်ထပ်မံပြီးတော့လာရောက်ရိုက်ကူးပေးပါမယ်အားလုံးပဲစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ ရိုလေးကိုလည်းဆောင်းအောင်ကြည့်ရှုပေးကြတဲ့တောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအသက်စီကျန်းမာစိတ်ချမ်းသာပြီးတော့လူရင်းဆန္ဒလေးပြေဝကြပါစေခင်ဗျာ